လောကလောကလောကဆိုတာပြောကြပြောကြပြောကြလို့ရဘယ်သူပါပြောစိတ်သောမပြကိုယ့်အတွေ့မြင့်တဲ့မြင့်စီယာပြောကျင်တာတွေပြောကြပါစီပရိသတ်ရေးတဲ့တိခန့်တဲ့စိတ်ကိုမွေးပြီးတော့လေကိုယ့်ရဲ့စိတ်ကိုလောဘနောက်လဲပါမသွားစီနေဒေါသနောက်လဲပါမသွားစီနေကိုလန်းကိုရှောင်းဘယ်လန်းကိုရှောင်းမဲလောကတန်ကြောင့်ပတ်ဝန်းကျင်ကြောင့်အပေမကြစီနေတဲ့ပတ်ဝန်းကျင်ကြောင့်တရားအသိမရှိလို့ နှလုံးမသွင်းတယ်လို့အပေကျသွားတဲ့သာရကလေးတခုရှိဒီတရင်ကျွတ်မှာဖြစ်တာခုလိုရသော်ပြားလက်ထဲတုန်းကတရင်ကျွတ်ကာလရောက်ပြီဆိုတာနဲ့တန်ဃာတော်ဒီပွာနာပြုတ်ပြီးတာနဲ့ပဋိဋ္ဌိပြီးပြီဆိုတာနဲ့ဖရာဖရာဘူးကြီးကြွားကြတယ်ဖရာထံလာကြတယ်ဗောနောအဲ့ဒီမှာယဟန်တော်ဒီတဲ့အပါလင်း90လောက်ပြိတ္တရေးပြေလေခကြီးဖြတ်ပြီးတော့သင်္ဘောကြီးတစည်းပေါ်တက်လိုက်ပြီးတော့ဖရာဘူးကြွားကြတာ လူပေါင်း900လောက်ပါတဲ့သင်္ဘောကြီးတဲ့ရေလဲကောင်မှာရက်တက်ကျုံလည်းမရှိပါလည်းမရှိပါနဲ့ပိဿကြီးရက်တက်နေဘလို့မှကိုလုံးမရလုံးမြတော့လေတကြီးရဟေးဒီပေါ်မှာတဲ့လေပေါ်မှာလူ900လောက်ရှိတဲ့ဒီလေပေါ်မှာသူ့ယုံမှာတယောက်တော့ပါနေပြီအဲ့သူ့ယုံမှာကြောင့်ဒါလေကြီးရက်နေတာအလုံးသိတော့မယ်ဒုက္ခတွေရောက်တော့မယ်တဲ့အဲ့ကျတော့လေတကြီးရသူ့ယုံမှာမဲဆွဲမယ် ။ဗရင်ကျုံမှာဖြစ်နေတာ။ဘယ်မှာဖြစ်နေတာလဲ။အဲသူယုံမှာမဲဆွဲမယ်ဆိုပြီးတော့ပရိသတ်ကြီးအဲ့ဒီမှာမဲလေး900လုပ်ပြီးတော့သူယုံမှာမဲနိုင်ခိုင်းတာ။ဘသူပေါက်တုံးဆိုတော့လေတကြီးရဲ့မိမဖလန်းဖလန်းမသွားပေါက်တယ်။လေတကြီးရဲ့မိမဖလန်းဖလန်းမချောတော့ချောတယ်။ဖလံဖလံထားပြီးသူကချောနေတာပထမရွယ်မှာတီးတယ်တဲ့လက်ဝတ်ကျန်တာတွေကလည်းအပြည့်လေးတကြီးဆိုတော့သူရထားမှာပေါ့ဗျာပြိတိုင်နော် လက်ဝေဒနာတွေကလည်းအပြင်အင်းဝေဒနာတောက်ပြောင်းနေတာအဲ့ဒါလေးခုနေရာထဲမှာမဲနေလိုက်တော့သူယုံမှမဲဘသူပေါက်လေတကြီးကတော့ပေါက်အဲ့ဒါလေတကြီးကသူမိမပေါက်တော့ကျင်တတ်လားမကျင်တတ်တော့မလုပ်တော့နှစ်ခါပြန်နိုင်ဒီလိုပဲလူကြီးဆိုနှစ်ခါပြန်ချာနော်နှစ်ခါပြန်နိုင်ဆိုပြီးတခါဒုတိယချိန်ပြန်ပြီးအဲ့ခုနေရာမဲပြန်ထည့်ပြီးနှိုက်တော့လေဒီဖလန်းဖလန်းပဲတခါပြန်ပေါက်သူကအဲ့ဒါလေလေတကြီးကဟေးသုံးခါရှိမှာပဲကျင်တတ်မယ် သုံးကပြန်နိုင်ဆိုတော့လေသုံးကလုံးတဲ့သူမိမ့်မှပဲပောက်တယ်တဲ့ရုပ်မှထားပြီးဆိုရင်ရှောင်လို့ရလားမရဘူးနော်ကျတော်ကတော့သူသူရုပ်မှမဲမနိုင်ဘူးခုကျွန်းမှာအလေးထားလုပ်ပေးတယ်သတင်းကြိုလာပြီးနေလို့လာပြီးတော့တရားနေဆိုရင်ပန်းတကူပြစ်ပွဲလုပ်ဖြစ်ရတာရှိတဲ့ဆောင်းတွေပကန်းတွေခွဲရောက်တွေဆန်အိတ်တွေစီဘုံတွေအဲအကုန်လုံးလုပ်ပြီးတော့လေပန်းတကူလိုက်ပြစ်ပြီးတရားလုံးလိုက်ရှာခိုင်းတယ်ပဲပြောစရာကောင်းတယ် ။အဲလူကြီးကထီတော့ပေါက်ချင်တယ်နှလုံးထီသုံးလုံးထီတော့ပေါက်ချင်တယ်ကိုဟာလေးပြစ်ပြစ်ဆိုမပြစ်ချင်။နှမျောနေ။အဲထီပေါက်ချင်ရင်ထီစုကြီးတွေပေါက်ချင်ရလို့ပန်းတကူပြစ်တဲ့အလုပ်လေးလုပ်တာ။စီတပုံးမသွားလမ်းဆောင်မှာပြစ်ချထားခဲ့။စာလေးကခဲ့ပန်းတကူပြစ်ပါတယ်။နော်ကြုံတဲ့လူယူသွား။ဒါကုသိုလ်မရဘူးလား။ဆန်တိတ်မှသွားဘသူရလို့မမတ်နဲ့တရောင်းစားပဲရရတထေးသားပဲရရဟုတ်တယ်နော်အဲဆန်တိတ်မှပတ်တကူပြစ်ပါလေဟာအဲ့ဒါအဲ့ကုသူတွေကတိတ်တန့်ဖို့ရှိတယ် ဟမ်အဲ့ဒါမို့ကျွန်တော်ဒီပရိသတ်ကြီးတို့ဘုရားလက်ထဲတုန်းကဟုတ်မယ်တွေ့တယ်မလားဟောဘုရားရဲ့မိတွဲတော်ကြီးရမယ်သင်္ကန်းနှစ်စုံတူတာလीတစ်စုံဘုရားလက်ခံတယ်တစ်စုံတန်ဃာလူဆိုတော့တပားပဲရတယ်ဒီလိုကုသိုလ်ရှိတဲ့လူတွေမှာအဲ့လိုအူအူဖြားဖြားတွေရတာပဲနော်အခုတော့လေတကြီးကတော်ကတော့သူယုံမှမဲပေါက်တယ်သုံးငါပေါက်တော့ကဲဘယ်လိုလုပ်မှလဲလေတကြီးကတော်ဆိုတလေလုံးဝလေတကြီးကိုဝိုင်းကြည့်လိုက်တော့လေတကြီးကဘလို့မှမငင်းတာတော့ကဲတဲ့ငါမိမဟုတ်ပဲရည်တဲ့ပြစ်ချစတေးရတော့ ဖြစ်ကြသောမိမမလို့ပါနဲ့အကိုရဲ့မလို့ပါနဲ့မောင်အားမောင်ရဲ့ဘာဖြစ်လဲညာဖြစ်လဲဆိုတာအော်နေတော့ဒီတကြီးကမကြည့်ရဲ့မကြည့်ရတော့ဟေးတဲ့အဲ့ရွှေတွေအကုန်ချွတ်လိုက်ရွှေတွေနှမျောတယ်အဲ့ဒီအဝတ်တွေလည်းအကုန်ချော့တယ်အဝတ်နွမ်းလေးဝတ်ပေးလိုက်ရေတွေပြန်ပေါ်လာတာလည်းငါမမြင်ချင်းဘူးတဲ့သူရောမှမရသုံးကားတော်ကြာတော့နေထိုင်တဲ့နေကံမဲငါလည်းမကဲနိုင်ဘူးလောကကြီးမှာမှတ်ထားအကုသူကံများရင်ဘသူမှမကဲနိုင်ဘူးဖျားလည်းမကဲနိုင်ဘူးတကြားလည်းမကဲနိုင်ဘူးကဲနိုင်မှမလား ငါလည်းမကယ်နိုင်ဘူးဒီသုံးချိန်ပေါက်တာတဲ့အဲ့ဒီတော့ဝစ်စားအနွမ်းလေးဝစ်ပေးပြီးတော့တဲ့လက်ဘင်းမှာကြိုးချီဂျီအိုးသလုံးထဲမှာသဲအပြည့်ထက်အိုးလည်းကြိုးချီပြီးအဲ့သဲအိုးနဲ့လူနဲ့ရောပစ်ချာပလုံဆွဲမြုပ်ပစ်ချာဒီတကြီးကအမိန်ပြီးတော့ဟာအဲ့ဒီမှာမလုပ်ပါနဲ့ဘာညာနဲ့အော်နေတဲ့တရားဆွဲပြီးတော့ဒီသားတွေကအဲ့မဲ့ဂျိုးနဲ့တုပ်လက်ဘင်းကြိုးချီဂျီအိုးကြိုးချီသဲအပြည့်ထက်ပြီးရေထဲပစ်ချာတော့အဲ့မဲ့တိသွားတယ်ယဟန်တော်တွေကလည်း ဝိုင်းပြီးကြည်ပြီးစိတ်မကောင်းတော့ဖြစ်ရတာကိုသူတို့လည်းမကဲနိုင်ဘူးအဲ့ဒီမှာအဲ့ဒီရန်တော်ကြီးတဲ့နောက်ဆုံးမြတ်စွာဘုရားအကြောင်းရောက်လာပြီးမြတ်စွာဘုရားကိုမေးလျှောက်တယ်မြတ်စွာဘုရားတဲ့တပည့်တော်တို့လေပေါ်မှာဒီလိုလူတွေဂျုံခဲ့ပါတယ်ဗျာလေတကြီးကတော်ဟာပထမရွယ်မှာတည်တဲ့အင်မတန်မှရုပ်ရည်တရားချောပါတယ်ဗျာပစ္စည်းဥစ္စာတွေပြည့်စုံပါတယ်ဗျာသူတို့မှာမဲ၃ခါတော့ပေါလို့လေတကြီးကသူ့ကိုအိုက်တိုင်းအိုက်တိုင်းလေပင်သဲဦးဆွဲပြီးပြစ်ချတယ်ဗျာကြောက်ရွံ့ကောင်းလိုက်တာ အဲ့ဒါဘုရားမှာပဲသိမှာဘုရားမြတ်စွာဘုရားအဲ့ဒါဘာကြောင့်လဲဘုရားဆိုတော့မြတ်စွာဘုရားကတပ်ပင်ညူတာညံကြီးနဲ့ကြည်ပြီးယဟန်တော်တဲ့အဲ့ဒီလေတကြီးကတော်ဟာသူပြုတဲ့ဝတ်ကြွေးတွေသူပြန်ခံရတာဘာလို့ပြန်ခံရတာဝတ်ကြွေးစွာရှောင်လို့ရလားသူပြုပြုတဲ့ဝတ်ကြွေးတွေပြန်ပြီးတော့ခံရတာယဟန်တော်တဲ့အတိတ်ဘဝတကူတော့က အဲ့ဒီအမျိုးသမီးဟာတထေးရဲ့မိမတယောက်ဖြစ်ခဲ့တယ်။ယေရှုဘုရားကရှေးကြီးပေါ့ဗျာ။ဂါထာတွေနဲ့ပြန်ဟောတာပေါ့နော်။ဓမ္မမိတ်ဆွေများအားလုံးပဲမင်္ဂလာပါ။ဓမ္မတုဒ္ဒရှင်တွေမှာအသိပညာပုံတုဒ္ဒရပေါ်ရာတရားတော်များကိုရှားပွင့်ပြီးနှဝေပေးခြင်းဖြစ်ပါတယ်။တထေးကတော့ဖြစ်တယ်တောတထေးပေါ့ပရိသတ်ကြီး။လက်ထဲမှာအလုပ်တွေလုပ်ရတယ်။အာထေးတွေပါတယ်သွားခုံရတယ်ထင်းခွေရတယ်။ မောင်းထောင်ရတယ်ရေခတ်ရတယ်သူယောက်ျားလေတော်လဲသွားရင်လဲတော်တရေဆိုတော့ထမင်းတွေပါလိုက်ပို့ရတယ်တဲ့အဲ့ဒီတထေးကတော်မာတဲ့ခွေးလေးတကောင်ရှိတယ်သူ့ရဲ့လွန်ခဲ့တဲ့သုံးဘဝမြောက်ကယောက်ျားတော်ခဲ့တဲ့ခွေးကြောင့်တရဝါရီဟာလီတန်တရားမှာလဲနေကြတာအလုံးဆွေမျိုးတွေတော်ကြတယ်ဘာတွေတော်ကြတယ်သုံးဘွားမြောက်ကပိဋကတ်ရင်ယောက်ျားတော်ခဲ့တဲ့ခွေးကတဲ့အဲ့ဒီတထည့်ရဲ့မိမကို စစ်စစ်ပဲကြည်သူအတန်ဟောစင်ရှိတာဘူးယောက်ျားတော်ခဲ့တော့အာအာဒီတထေမိမရေခတ်သွားလဲနောက်ကတော့ကောက်လာပြီးမျက်နာပဲကြည်တယ်ထင်းကိုသွားလဲမျက်နာပဲလိုက်ကြည်တယ်မောင်းထောင်းလဲလိုက်ကြည်တယ်တော်ရထမင်းပိုးသွားလဲလိုက်တော့တဲ့ကြာတော့ရွာတဲ့ရက်ထဲမျိုးတွေကလူတွေကဝိုင်းပြောတယ်တွေ့လားအမခွေးမရလာပြီးခွေးနဲ့အစာဘေးစားနောက်ပတ်ဝန်းကျင်ကြောက်စရာကောင်းတယ်ကျွန်တော်ပြောချင်တာကဘာလဲလဲပတ်ဝန်းကျင်ကြောက်စရာ ကြောက်စရာကောင်းတယ်ခွေးနဲ့လူနဲ့ပြိတ္တရေအမှန်တပြောကြဘူးမရှိဘူးဟုတ်တယ်နော်အေးကြည်ရမလားဟိုမဲတွေ့လည်းမလားဦးမလေးခွေးမရလာပြီမင်းတို့ခွေးနဲ့ဖြစ်နေရတာပဲဟာဘာဖြစ်တယ်ညာပြတွေ့တယ်မလားခွေးကလည်းသူ့နောက်ကတကောက်ကောက်လိုက်နေတာအဲဒါတော်တဲ့သွားပြီဒါဘာလို့မဟုတ်ဆိုးလိုက်မလားအာမျိုးစုံလိုက်ပြောမျိုးစုံလိုက်ပြောတဲ့အခါမှာတဲ့အဲ့ဒီတထေးရဲ့မိမကတထေးကတော်ကတရားအတိမရှိတော့ တရားတွေလည်းမနာဘူးတော့လောကဒဏ်นี่ကြံ့ကြံ့မခံနိုင်ဘူးနှလုံးသွင်းမတတ်ဘူးနှလုံးသွင်းတတ်ရလားအဲ့ဒီပဝန်းကျင်ရဲ့ဇကာပဝန်းကျင်ရဲ့အမားတွေကိုပရိသတ်ရဲ့ဘယံပရာပြောတယ်ဝန်တိုလို့ပြောတယ်ဇကာတွေကိုနှလုံးမသွင်းတတ်တော့ပရိသတ်ရဲ့အဖြေမှန်ရအောင်မရှာတတ်ကုသိုလ်ဖြစ်အောင်နှလုံးမသွင်းတတ်တော့နှလုံးသွင်းနေမှားတယ်တဲ့ဒီခွေးကြောင့်ငါပြောခံရတာပြို့တော့နဲ့ရိုက်ရိုက်တော့မထွက်ပြေးတယ်ပြီးပြန်ပြေးလာခွေးကလည်းပြေးရှောင်းတဲ့ကံဟိုကတော့ချစ်လို့လိုက်နေတာ ောက်စာမကောင်းဘူးလားပရိသတ်ကြီးဟာဘလို့မှမရဘူးမရတော့ပရိသတ်ကြီးနှလုံးမသွင်းတတ်တဲ့အတွက်ကြောင့်ဒီခွေးကြောင့်ငါပြောခံနေရတာဒီခွေးကြောင့်ဆိုခွေးကိုညိုးပြီးတော့တနေ့တော့ခါရောက်ခွေးလေးကိုချော့ပြီးတော်တယ်ခေါ်သွားသူ့ယောက်ျားထမင်းပို့သွားရဲ့တော်တယ်ခေါ်သွားပြီးသူ့ယောက်ျားထမင်းပို့ပို့ပြီးတော့လေးပြီးတာနဲ့ရေအိုးတစ်လုံးရွက်လာတဲရီအပြည့်ထည့်ပြီးရွက်လာမြစ်စိတ်ကိုသွားရေအိုးကျိုးလေးနဲ့ချီရေအိုးကကြီးပေါ့ကျိုးနဲ့ချီ ကြည်ပြီးခွေးလေးကိုလမ်းခေါ်ခွေးရလဲအမလေးခုမှငါ့ကိုခေါ်တယ်ဆိုပြီးတော့အမလေးပြေးလာပြီးတော့ခွေးလေးကိုပုတ်တက်ပေးပြီးခွေးလေးလဲပင်ကင်ပြီးခွေးလဲပင်ကျိုးနဲ့ချီးတွိုးနဲ့ချီးပြီးအဲ့ဒီရေအိုးသဲအပြည့်ထားတဲ့အိုးနဲ့မြစ်ကမ်းပါဘွားကနေခွေးကိုအူော်တွန်းချပြီးတော့တက်ခဲ့တယ်အဲ့ဒီမကောင်းတဲ့အကုသိုလ်ကံတွေကြောင့်အဲ့ဒီမိမသည်တဲ့ဘဝပေါင်းများစွာငရဲမှာကြတယ်သူတို့ဘာအသက်တန့်ရင်ငရဲကြတယ်ဗျာမကြဘူးလို့မထင်တဲ့ပရိသတ်ကြီး အဲအဲ့ဒီငရဲကနေကိုတက်လာတဲ့အခါမှာတဲ့အဲ့ဒီမိမသည်ဘဝတရားတိုင်တိုင်လယ်ပင်မှာတဲဝူဆွဲပြီးတော့အခုလိုပဲရည်တဲ့အနှစ်သက်ခံရတယ်ကိုပြုတာကတခါအခုဘယ်နှခါခံရတော့ဘဝတရားအကြောင်းဝတ်ကျွေးပြီးပါလာရင် ပြီးဆက်ရတယ်ကြောက်ရှာမကောင်းဘူးလားဒါကြောင့်မလို့ပြိဿာကြီးပတ်ဝန်းကျင်ကြောင့်အပြစ်ဖြစ်ပါစီနဲ့ ပတ်ဝန်းကျင်ကြောင့်မဆုံးပါစေနဲ့ပတ်ဝန်းကျင်ကြောင့်အပယ်မကျပါစေနဲ့ပတ်ဝန်းကျင်ကြောင့်အကုသိုလ်ဖြစ်ပါစေနဲ့တရားတွေများများနာပြီးလောကရန်ဒီကြံ့ကြံ့ခံကြမလားပြေးတတ်ရည်တရားအတိမရှိရင်တော့လောကရန်မုံတိုင်းတိုက်ရင်မဖြစ်သွားမှလည်းပါသွားမှလဲသွားမှနစ်သွားမှမြုပ်သွားမှအခုဟောဒီတတိကရောကပြေးတတ်ရည်ပတ်ဝန်းကျင်ပြောစကားကိုအဟုတ်မှန်ပြီးပတ်ဝန်းကျင်စကားကြောင့် သူ့ဘဝဟာပြိတ္တရေနှစ်မသွားဘူးလားဘသူရှုံးသွားလဲသူ့ပဲရှုံးသွားတယ်အခုလည်းပဲဒါဘဝတရားမြောက်သိရခြင်းပဲတဲ့ယဟန်တို့ဒါကြောင့်မလို့လောကမှာတဲ့နံပါတ်၄သိခြင်းတရားရဲ့နံပါတ်၄ဝွကျွေးတရားရဲ့နံပါတ်၃လောကဓာန်တရားရဲ့ဤသုံးပါသောတရားတို့သည်ရှောင်ပုံးလို့မရတဲ့လောကဓာန်တရားတွေဖြစ်တယ်ကို၍ဒေသေးဒီကောင်းစွာမသွေးဟောကြားခဲ့လီတော်တည်း ီနေ့ညပထမညဆိုဆရာတော်တရားတလောင်းနဲ့ပဲဤကုန်းဆုံးသက်ပါမယ်တရားကောင်းခြင်းကပါတယ်လေလောကဓာတ်မုံတိုင်းတရားတိုင်းတရားအတိအကျေမရှိဘူးဆိုရင်သူများမှားတာပြောပြောမှန်တာပြောပြောသူများနောက်ပတ်သွားတတ်တယ်ပတ်ဝန်းကျင်ကိုနှလုံးမသွင်းနိုင်တဲ့အတွက်ကြောင့်ကိုယ်ဒီကုသိုလ်ဖြစ်အောင်မယူတတ်ဘဲနဲ့ဒီအမျိုးသမီးလိုဖြစ်တတ်ပါလေမဖြစ်တတ်ဘူးလားဒါကြောင့်မလို့ပရိသတ်ရေပတ်ဝန်းကျင်တဏှာပြပြောရင်လောကဓာတ်လောကဓာတ်ကို တီးတတ်ဖို့မြင်တတ်ဖို့လောကရန်ရဲ့စကားတွေကြားတတ်ဖို့လောကရန်ကိုနှလုံးသွင်းတတ်ဖို့ပြိတ္တာရေမလိုဘူးလားနှလုံးသွင်းတတ်အောင်သွင်းပြီးတော့အာကုသိုလ်တွေမဖြစ်ပါစေနဲ့အပြစ်တွေမဖြစ်ပါစေနဲ့မရှုံးပါစေနဲ့လို့ဆရာတော်တော့ပဲတိုက်တွန်းပြီးတော့ယနေ့ညတရားဝတ်တော်နဲ့ပဲဤကုန်းဆုံးသတ်မယ်အနက်ပါတပက္ခာကျမများစွာနာကြမယ်အာလုံးလောက်ချီပါဣတိတံလောကနာတိနာလောကရံမုံတိုင်းတရားတတိုင်းဓမ္မဒေသနာ ။တကိစ္စယဝသောတဝနာသာဓုသာဓုတိပါတရာဘွန်တော်ဓမ္မချစ်ခင်စိတ်ကောင်းဝင်၍တရားနာလာကြတဲ့တရားနာပရိသတ်ပေါင်းဟောသူတော်ကောင်းတို့ဒုံမေဓမ္မလိုလာကြတဲ့အနေတရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့သည်လောကနာရီနာလောကသုံးပါးတို့ယင်အာရာမီတို့ကိုကိုခွဲရရှိပြတော်မူတဲ့မြတ်စွာဘုရားသည်ဒီတိတံကောင်းစွာမဲ့သွေဟောကြတော်မူပါပြီရသော လောကရန်မုံတိုင်းတရားတိုင်းဓမ္မဒေသနာလောကရန်မုံတိုင်းကတော့အမြဲတမ်းတိုက်နေမှာပါပဲပတ်ဝန်းကျင်ကတော့အမြဲတမ်းရိုက်ခတ်နေမှာပါပဲအဲ့ဒါမိမိကတရားအသိတွေရှိမှတရားအသိတွေနဲ့လောကရန်นี่ကြက်ကြံခံပြီးတော့လောဘပဲလဲပါမတော့အောင်ထိမ့်နိုင်မယ်ဒေါသပဲလဲပါမတော့အောင်ထိမ့်နိုင်ပြီးတော့ကိုယ့်ရဲ့မှန်ကန်တဲ့လမ်းလေးကိုပဲကိုရှောက်နိုင်မယ်ဒါကြောင့်ပရိသတ်ကြီးလောကရန်မုံတိုင်းကြီးတက်လာတဲ့အခါမှာတရားအသိတွေနဲ့ဥဒ္ဒရာကြီးကာသလိုကာထားကြပါလို့အမိရှိတဲ့ဤတရားဒေသနာတော်မြတ်ကော တကိဇာယဝကောမောသေသောတာလင်သောတဝနာကြာကြာနာကြာမသာယာပြီ၍သာဓုသာဓုဒီမဘုနိဗ္ဗာန်ရပါလို့ဘနာပြုတောင်းဆိုသောကသာဓုသာဓုဟု၍ဘာတထာသုံးချိန်သုံးခါနှုတ်မြဲဟာ၍ဆိုလိုက်ကြကုန်ရာတည်း